ဒီဗီဒီယိုကိုအချိန်ပေးကြည့်အောင်နဲ့လက်ရှိမြန်မာနိုင်ငံမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသိထားနိုင်ပါတယ်2025ခုနှစ်မတ်လ28ရက်နေ့ရဆိုရင်အကြံဖက်စစ်သက်မင်းအောင်လှိုင်ရဲ့မအောင်မြင်တဲ့အာဏာသိမ်းမှုကိုစူးစမ်းခဲ့တဲ့ရက်ပေါင်း1496ရက်မြောက်နေ့ဖြစ်တယ်မြမတမိုင်းမှာအဆိုးအဝါဆုံးငလင်တန်းကိုခံစားခဲ့ရတဲ့နေ့လည်းဖြစ်တယ် ပြင်းအား Richter scale 7.7ရှိတဲ့ငလျင်ကမန္တလေးစခိုင်းမကွေးပခိုးနေပြည်တော် AWRI နဲ့ရှမ်းမြောက်အပါအဝင်မြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ Thai, Laos, Bangladesh, India, တရုတ်နိုင်ငံတွေအထိပါ ရိုက်ခတ်တဲ့အထိငလျင်ရဲ့ပြင်းအားပြင်းထန်ခဲ့ပါတယ်ငလျင်လုတ်ပြီးပြီးချင်းအကျန်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လိုင်းဘာလုပ်ခဲ့လဲ ငလင်လုတ်ပြီးမွန်းလဲပိုင်းမှာငလင်ဘေးတက်ပြည်နယ်တွေကတခုဖြစ်တဲ့ရှမ်းမြောက်နောင်ချုံမြို့နယ်တွေကကြေးရွာတခုကို Jet Fighter 3စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်။အဲ့ဒီ28ရက်နေ့တည့်ရက်ထဲမှာတွေကိုလေချောင်းတိုက်ခိုက်မှု၈ကြိမ်ထက်မနည်းပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီချိန်ကျမတို့ပြည်သူတွေကငလင်ဘေးဒဏ်ခံရတဲ့လူတို့ကိုကိုယ်ခုကိုယ်အားနဲ့ကူညီနေရတာပဲဖြစ်ပါတယ်။မရှိမရှိမဲ့ပစ္စည်းတွေဤပညာအားနဲ့ခြားထဲကနေပြီးတော့မှငလင်ဘေးတင်ပြည်သူတွေကိုကူညီနေရတာပဲဖြစ်ပါတယ်။ငလင်မလုတ်ခင်28ရက်နေ့တမရော်နေ့စစ်ရေးပြအခမ်းအနားမှာတနက်တကားကားနဲ့စစ်ရေးပြခဲ့ကြတဲ့စစ်သားတွေဒီချိန်ပြည်သူလူထုကိုကယ်ဖို့ဖယ်ရောက်နေလဲ။ စစ်ရှောင်စခန်းတွေကိုအချိန်ရတိုင်းဖုံးသွားကျဲနေတဲ့လေရင်တွေဒီအချိန်လူလူကိုကယ်တင်ဖို့ဖယ်ရောက်နေလဲ။